ရှိဥစွာဘုရားသခင်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။အားလုံးမင်္ဂလာပါခင်ဗျ။ဒီနေ့တော့တင့်ကိုဘုရားသခင်တာ၍ပေးချင်သောအရာဆိုရဲကောင်းစီလင်းနဲ့ခွားပေးတော်မှာဖြစ်ပါတယ်။ရှင်မသက်ခရွင့်ချာအခန်းခွန်စာပိုက်၁၁မှာသင်တို့ဒီအဆိုးဖြစ်လက်ပင်ကိုသားတို့အားကောင်းသောအရာကိုပေးတတ်လင်ထိုမျက်မကကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဘသည်ဆုတောင်းသောသူတို့အားကောင်းသောအရာကိုတာ၍ ပေးတော်မူမည်မဟုတ်လားပြောချင်တာကတော့လူသားဖြစ်တဲ့မင်းတို့ဟာနော်ဖခင်တယောက်ဟာဘလောက်ပဲဆူဆူကိုယ်သားသမီးကိုတော့သူတို့အတွက်ကောင်းတော့အရာကိုတောင်းရင်ပေးလို့ရှိတယ်သူလိုပြောချင်တာဖြစ်တယ်နော်အဲ့တော့အောက်မှာသူရဲ့ကျမ်းပြရင်ပေါ့လုကခန်းစတိစာပတ်73မှာတင်းတို့ဒီအဆိုးဖြစ်လက်ပြင်ကိုသားတို့ဟာကောင်းတော့အရာကိုပေးတတ်လင်း ထိုမြမကကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဘသည်ဆုတောင်းသောသူတို့အားတန်ရှင်သောဝိညာဉ်တော်ကိုတား၍ပေးတော်မူမည်မဟုတ်လောသူတို့မေ့တာတွေ့ရတယ်အဲ့တော့ဒီနေ့ဒါလူသားဖြစ်တဲ့ဖခင်ဟာသူဘလောက်ပဲဆိုးဆိုးသူ့ရဲ့သားသမီးတွေကိုသူတို့အတွက်လိုအပ်တဲ့အရာကောင်းတော့အရာကိုပေးလို့ရှိတယ်ဒါမှမဟုတ်ဖျားသခင်က သူ့ကိုယုံကြည်တဲ့သူ့ရဲ့သားသမီးများကိုနော်ကောင်းတော့ရတိုင်းပေးမှာပဲတဲ့အဲ့ဒါကဘာလဲလို့ပြောရင်တော့တန်ရှင်သောဝိညာဉ်တော်ဖြစ်တယ်တဲ့ဒီနေ့လူကဟိုကောင်းကောင်းကောင်းတောင်းလိုက်မယ်ရာဓူးတွေပတ်စံတွေဟာလာကြမ်းမာချင်းတွေအောင်မြင်ချင်းတွေတောင်းမယ်ပေါ့ကိုယ်တော့ကောင်းမယ်ထင်တဲ့အရာတွေတောင်းလိုက်မယ်ဘုရားသခင်စီကဘုရားလည်းတောင်းပါတဲ့ဒါပေမဲ့ ူကတောင်းတဲ့သူကိုတောင်းတဲ့သူ तू တောင်းတာအလုံးပေးမယ်လို့မပြောဘူးသူ့အတွက်သာ၍ကောင်းတဲ့အရာနော်ပေးမယ်ဒါလိုပြောချင်တာဖြစ်ပါတယ်နော်အဲ့တော့ဆွတ်တောင်းတဲ့အရွယ်ကမတူဘူးပေါ့ကလေးလေးကမိဘဆရာတောင်းရင် तू နဲ့တဲ့သလားတင့်တော်သလားဒါတွေ तू မစင်းစောင်းသူ့ဆန္ဒရှိတဲ့အတိုင်းတောင်းတယ်ဒါတိုင်းပဲပေါ့ဒီနေ့ကျွန်တော်ယုံကြည်သူတွေဝိညာဉ်ရေးရပါနှုတ်နယ်သေးတဲ့ခါမှာ ခုပေါ်မှာဘာအကြံစီရှင်းမမသိဘူးနော်ကိုလိုချင်တဲ့ကိုဆန္ဒပဲရှောက်တောင်းတာပေါ့ဘာမှဖြစ်ဦးတဲ့တောင်းပါတဲ့အရွယ်ရောက်လာတော့လေဟိုကြီးရင်အရွယ်ရောက်ရင်တော့လူလဲတိုင်းပဲပေါ့နော်ကိုနဲ့တင့်တော်တဲ့အရာဘုရားခင်ကမိဘကခုပေါ်မှာဘာအလိုရှိတယ်လဲအဲ့ဒီပေါ်မှာမူတည်ပြီးတော့တောင်းတက်လာတာပေါ့ဝိညာဉ်ရဲ့မှာရင့်ကျက်တယ်လို့လဲဒီလိုပေါ့နော်ကိုနဲ့ကိုယ့်ပေါ်မှာဘုရားသခင်ဘလို့အကြံစီရှိတယ်ဘလို့အလိုရောရှိတယ် 阿拉国地皮嘛，大占来嘞，对阿哎了哎哟，没得。另外嘞，没得干宜他所是看他便宜嘛的。当然，便宜看啊，涨嘞都赚，不比高买呀，啊，买买。阿拉嘛，北京人，便宜看啊，北轻松，嘛，怕来不了，所以呢，担心到外面喽，批发，担心到外面喽，阿拉也觉得。 ီခေတ်မှာတော့ကျေတော်ကာလမှာတော့တန်ရှင်သောဝိညာဉ်တော်ကကျွန်တော်ယေရှုခရစ်တော်မိမိကယ်တင်ရှင်ဖြစ်ရုံကလေးတရင်ကိုကြားပြီးတော့မှတကယ်ပဲယုံကြည်တယ်ဆိုရင်သူယုံကြည်သူရဲ့အထက်မှာတန်ရှင်သောဝိညာဉ်တော်ဟာလာရောက်ကင်းဝပီးသားဖြစ်ပါတယ်။ဒါဆိုရင်တော့ဗာမားထထတောင်းရမလဲလို့ပြောရင်တရားနာတော်မှာနော် အဘယ်လိုဝိညာဉ်တော်ထတောင်းမလဲပြောမဟုတ်ဘူးသူကအတိတ်ပဲကကျွန်တော်ကဘုရားသခင်အကြံစီတော်ကိုတောင်းမှာတောင်းမှာသူတို့ပြောချင်တာနော်ကိုယ့်ရဲ့ဆန္ဒကိုတောင်းမှာတောင်းမှာအဲ့တော့အယွေပေါ်မူတည်ပြီးတော့မှကိုလိုချင်တဲ့ကိုယ့်အကပြေဖို့ကိုယ့်ပိုက်ပြေဖို့နော်ကိုဝန်းစာအစဉ်ပြေဖို့ဒါတွေတောင်းလိုက်ရတယ်တောင်းမှာဒါမှမဟုတ် ဘုရားခင်အကြံစီတော်ကိုတည်ပြီးဘုရားကိုချစ်တဲ့ဆွေအမှုတော်ဆောင်ခြင်းနဲ့အတွက်ဆွတ်တောင်းတယ်အမှုတော်လုပ်ငန်းအတွက်လူတကယ်တည်ရင်ရဖို့အတွက်အင်းမလေးလုပ်ငန်းလုပ်ဖို့အတွက်တောင်းပါနော်အဲ့တော့တောင်းပါတဲ့ကိုချင်းနဲ့ကိုတောင်းပါနော်တောင်းတဲ့ခါမှာဘုရားဘာပေးမလဲသိလားဝိညာဉ်တော်ပေးမှာဖြစ်ပါတယ်ဝိညာဉ်တော်ရပြီးသားသူကလည်းဘာဖြစ်သွားမလဲဝိညာဉ်တော် ਨੇ တာ၍ဝိညာဉ်ကြီးထွားလာဖို့ကိုယ့်ရဲ့ဝိညာဉ်ကြီးထွားလာမယ် 文人佬嘞，马杀青，我大鱼大鱼看下没？文人佬嘞，大鱼大鱼白皮了没？别忘了啊，偏个看大鱼大鱼白马皮白嘞，俺老表亲呐，哪来不惯？俺罗真的，整肉惯，偏个看谁干的？当新郎文人佬，假如大鱼白青来说了白来说了，俺来当新郎文人佬也得过阿片，啊，老高个昂能到的屁股。 အလိုရှိတာဖြစ်ပါတယ်ကျွန်တော်ကအောင်မြင်မှုတောင်းတောင်းမယ်နော်ဧဝံလေးလုပ်ငန်းမှာလူတွေအများကြီးပြောင်းလဲဖို့တောင်းလိုက်မယ်ဖခင်သခင်ကဘာပေးမှာမဟုတ်တန်ရှင်သောဝိညာဉ်တော်နဲ့တိုင်းတိုင်းပြည့်ဝဖို့အတွက်ပြည့်စုံဖို့အတွက်ပေးမှာဖြစ်တယ်အဲ့တော့ကိုလိုချင်တဲ့အရာတစ်သာ၍များသောအရာတိုင်းကောင်းသောအရာကိုရမှာဖြစ်ပါတယ်ဒါကိုနားလည်ဖို့ဖြစ်ပါတယ်နော်ဒီယောဟန်ခန်းလေးစာပိုက်14မှာ ငါပေးသောယေကိုတောက်တော်သူမူကားရင်ငတ်ခြင်းအစင်မပြတ်ကင်းလွတ်လိမ့်မည်ငါပေးသောယေသည်ထိုသူ၌ထာဝရအသက်ရှင်ခြင်းလို့ငါထွက်တော်ဆိုင်းရင်ဖြစ်လိမ့်မည်သူတို့ပြောတယ်ဒါနဲ့ပတ်သက်လို့ယောဟန်ခန်းခွန်စာပေ38မှာလဲငါငါကိုယုံကြည်တော်ဘာပြောလဲငါကိုယုံကြည်တော်သူသည်ကျောင်းစာလာသည့်အတိုင်းအသက်ရေထွက်ရဆိုင်းရင်တွင်ဖြစ်လိမ့်မည်အဲ့ဒါပါလေဒါကဒီယုံကြည်ဤဝင်ကလေးတရင်ကိုကြားနေတဲ့သူပေါ့ တော့ဘုရားသခင်ကအပေးချင်ဆုံးကရေဆိုတာဒီနေရာမှာတန်ရှင်းသောဝိညာဉ်တော်ပြောတာဖြစ်တယ်။နော်။အဲ့တော့ဒီနေ့သင်ဟာယေရှုခရစ်တော်မြင့်မြတ်ကယ်တင်ရှင်မြတ်အမှန်တကယ်ဧဝံဂေလိသတင်းကိုနားလည်ပြီးတော့မှယုံကြည်ယူမှနေဆိုရင်တန်ရှင်းသောဝိညာဉ်တော်ခံရပြီးသားဖြစ်ပါတယ်။သူ့အတွင်ဆက်တောင်းပါကိုယ့်ရဲ့စီးပွားလုပ်ငန်းတော်တလကော ်ပညာတွက်တဲ့၎င်းတာသမီတွက်တဲ့၎င်းမိဘတွက်တဲ့၎င်းအမှုရုံငန်းတွက်တဲ့၎င်းတောင်းမှာတောင်းရင်ဖခင်ကဘာပေးမလဲဆိုတော့တန်ရှင်တဲ့နိုင်ရှိတယ်တန်ရှင်သောဝိညာဉ်တော်နဲ့နော်ဟိုတိုင်းတိုင်းပြေဝဖို့တဲ့တန်ရှင်သောဝိညာဉ်တော်နော်ပေးပေးသားနော်ဒါမှမဟုတ်တန်ရှင်သောဝိညာဉ်တော်တင့်ရှင်မှာတကိုးနဲ့အလုံးလောက်လာဖို့တဲ့အဲ့ဒီဝိညာဉ်တော်နဲ့တိုင်းတိုင်းအကျွမ်းဝင်ဖို့တဲ့ဝိညာဉ်တော်နဲ့တိုင်းတွာလာတက်ဖို့တဲ့ တိုင်းတိုင်းဝိညာဉ်တော်ဘာဖြစ်လဲဖြစ်ပေးမှာဖြစ်ပါတယ်နားလည်ဖို့ကအဲ့ဒါဆိုရင်တင်တောင်းတဲ့အရာကိုလည်းရမှာဖြစ်တယ်လို့ထုံမြတ်မကတာ၍နော်ဟိုရတ်တတ်တော်သူအောင်မြင်တော်သူဖြစ်စီမှာဖြစ်ပါတယ်ဒါကိုဆိုလိုချင်တာဖြစ်တယ်နော်တန်ရှင်တော်ဝိညာဉ်တော်တိုင်းပေးမယ်ဆိုတာအဲ့ဒါပြောချင်တယ်ဒီနေ့အားလုံးသိပါတယ်တမောင်းချမ်းမှာဆိုရင် ရောတတ်ဝိညာဉ်တော်ရတယ် တနည်းတူဟိုမောရှိတို့ယောရှုတို့ကိတောင်တို့အလုံးသိပါဒါဝိတို့အတိုင်လာတို့နော်ဘုရားသခင်ကသူတို့လိုအပ်နေတဲ့သူကဟိုဘာလဲပညာအရေးချင်းနေမဖြစ်ပေဘူးသူတို့လိုချင်တဲ့လက်နက်တွေမဖြစ်ပေဘူးဘာဖြစ်ပေလဲဆိုတော့ဝိညာဉ်တော်နဲ့ပြေဝအောင်ဖြစ်ပေတယ်အဲ့ဒါလူတွေများအကုန်ရတယ်ဒါရှင်တော်ဝိညာဉ်တော်က online one ပဲ အရာခတ်သိမ်းမယ်နားလည်ဖို့ကဒီနေ့အဲဓမ္မတက်ကာလမှာလဲဓမ္မတမန်တော်တွေကြီးလိုက်လေတမန်တော်တွေကသူတို့ဆူတောင်းနေဆူတောင်းနေဆူတောင်းမဆောင်နေတာဘာဆောင်နေတန်ရှင်သောဝိညာဉ်တော်ဆောင်နေတယ်သူတို့ကတော့တမန်တော်ခက်ကြတော့နည်းနည်းပူပွင့်သွားရေပေါ့နော်အဲ့တော့ဝိညာဉ်တော်ဆောင်နေဝိညာဉ်တော်သူတို့ပေါ့တက်လက်တက်ရောဝိညာဉ်တော်နဲ့ပြည့်ရောသူတို့ ရင်မချက်တွေအကုန်လုံးအရောက်လှမ်းနိုင်ကြတယ်။တရက်ထဲနဲ့လူ3000ကျော်ပြောင်းလဲတယ်။အောင်းစရာကြီး။လူတက်ကူမှအင်းဝင်ကလေးမပြောရဲတဲ့တမန်တော်တွေဟာတရက်ထဲမှာလူ3000ကျော်ဗရဒံပေးတဲ့တမန်တော်ဖြစ်လာတယ်။ဆိုတော့တွေ့ရပါတယ်။ဒါကြောင့်ဓမ္မမိတ်ဆွေဒီနေ့ဒီနှုတ်ကပတ်တော်သင်ကြားပြီဆိုရင်ဖျားသခင်စီကဘာတောင်းရမလဲ။ ဝိညာဉ်တော်နဲ့ပြည့်ဝဖို့ဝိညာဉ်တော်နဲ့များများမိတ္တာရဖွဲ့တတ်ဖို့ဝိညာဉ်တော်အတန်ချတ်တတ်ဖို့တောင်းပါအဲ့ဒါဆိုရင်အလုံးရမယ်တင်းတော်လူအသည်များကိုသူဝိညာဉ်အဖြစ်တင်းရလိုက်မယ်အောင်မြင်လိုက်မယ်ဒီနောက်ဆုံးသောကာလကိုတယောက်တည်းရင်ဆိုင်ရင်ခက်ပါလိမ့်မယ်တန်ရှင်သောဝိညာဉ်တော်နဲ့ရင်ဆိုင်ပါဘလောက်ပဲခက်ခက်အေးစေဖြစ်သွားလိမ့်မယ်ခွန်အပေးနဲ့နေကုန်ချုပ်ပါလေ ဘုရားသခင်နဲ့တင်တော်အားလုံးကောင်းချီးပေးပါစေတော့အာမင်